အားလုံးတာလီဆိုပါဒီကနေ့မလ24ရက်နေ့နရင်းဇရာရခိုင်တရင်ထနာရဲ့နောက်ဆုံးရရှိထားတဲ့တရင်တွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့ရရှိထားတဲ့တရင်တွေကတော့အိန္ဒိယနိုင်ငံဗီဇွန်ပင်နီမှာကာတိုင်မုန်တစ်ခုအတွင်းရခိုင်လူငယ်တယောက်ပါဝင်၂ယောက်တည်ဆုံတော်တဲ့တရင်အမ်ဘရန်လမ်းပေါ်ကကြေော်တွေကိုစစ်ကောက်စီကလေကြောကနေရှင်းလင်းလုံမဲ့တရင်တွေထွက်ပေါ်လာတဲ့အတွက်ဒေသခံထောင်ထဲရှိအိုးရင်စစ်ခေါ်ထွက်ပြေးနေရတဲ့တရင်နဲ့ လဖူအကီစီစခန်းကမွတ်စလင်စစ်ဘေးရှောက်တွေဤပွေးတော်မတိုင်မီနေရမောက်တော်မျိုးကိုပြန်ချင်နေကြတဲ့တရန်တွေပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တရန်တွေကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံမီဇွန်ပြည်နယ်လောက်တလိုင်းမြို့အဝင်းသားမှာမလ23ရက်နေ့မှာကာဒီဂျီတုံမောက်ခဲ့တဲ့အတွက်ရခိုင်လူငယ်တယောက်အပါအဝင်နှစ်ယောက်တည်ဆုံတော့ပြီးနောက်ထပ်ရခိုင်လူငယ်တယောက်ဒဏ်ရာပြင်းနေဆိုရရှိတော်တယ်လို့တရင်ရရှိပါတယ် ေဆုံးတော့တဲ့ရခိုင်လူငယ်ဟာဘေသူဆိုတာအတိမပြုနိုင်သေးပေမဲ့ဒဏ်ရာရှိတော့သူကတော့မောက်ဆိုင်အောင်ဖြစ်ပြီးလက်ရှိမှာဆေးရုံတင်ထားရတယ်လို့သိရပါတယ်။နောက်ထပ်တေဆုံးတော့သူတူမှာမီဇီလူမျိုးကားတော်ပဲဖြစ်တယ်လို့ဆိုပါတယ်။မီဇီရဲ့ပင်နေကားမောင်းမှုအထင်မှာပစ္စည်းလာရှာရခိုင်လူငယ်နှစ်ယောက်ပါတယ်လို့လောက်တလိုက်မြို့ရောက်ရခိုင်မျိုးသားတစ်ယောက်ကပြောပါတယ်။တယောက်ကတော့ကားတောက်ပေါ်ကိုပျောက်ကျရှင်ပါပဲ။ဖွေးချင်းပြီးတေဆုံးတော့ပြီး နောက်တစ်ရက်ကတော့ဆေးရုံမှာအရေးပေါ်တင်ထားရတယ်လို့သူကဆက်ပြောပါတယ်ခင်ဗျာအမ်ပဒန်လဲပေါ်ကကြေးော်ဒီကိုလေကျော်ကနေရှင်းနေရဲ့လုံးမေသတင်းတွေပေါက်ကြားလာတဲ့အတွေ့ကြေးော်စီော်ကျော်လော့ကဒေသခံထောင်ထဲရှိအိုးဟင်စစ်ကောထော်ပြနေကြတယ်လို့သတင်းရရှိပါတယ်စစ်ကောစီကလေကျော်ကနေရှင်းနေလှုပ်ဖို့ညွှန်ကြားထားတဲ့ကြေးော်ဒီမှာနေရီကန်တောက်စခန်းနဲ့ကောက်ကြီးစခန်းကြားကယော်တွေပါဝင်တယ်လို့သိရပါတယ် ဲ့ဒီစခန်းအနီးကြေးရဆေးရထမနေကဒေသခံတွေဟာရှင်းလင်းရေးလုံမဲ့တဲ့ရနေကြောင်းကြောက်လန့်ပြီးတော့ထော်ပြေးစိတ်ချောင်နေတာဖြစ်တယ်လို့ပဒန်းဒေသခံစစ်ပေးချောက်တယောက်ကနရင်းဇာကိုပြောပါတယ်စစ်ကောက်စီဟာအဓိကနဲရေကန်နဲ့ဂုတ်ကြီးအကြကရော်တွေကိုပြင်းပြထားပြီးစစ်ကြောက်ထုတ်တာတွေလည်းရှိတယ်လို့သိရပါတယ်အဲ့ဒီကြေးရတွေမှာအေအေနဲ့တခြားတော်လန့်တပ်ဖွဲ့တွေနေနေဆိုပြီးစစ်ကောက်စီကဘုံကျေးဖို့ညှဉ်းထားတယ်ဆိုတဲ့သတင်းတွေပေါက်ကြားလာလို့ ရော့သားတွေဟာထွက်ပြေးရတာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာမောက်တော်မြို့နယ်မြောက်ပိုင်းလာဖို့ကောက်ကီစီစခန်းမှာရောက်ရှိနေကြတဲ့မွတ်စလင်စစ်ဘေးရှောက်တဲ့အနေနဲ့ဤပွေးတော်မတိုင်မီ သူတို့ရဲ့နေရက်မောက်တော်မြို့ထေးကိုပြန်ရှင်နေကြတယ်လို့တတင်းရရှိပါတယ်လာဖို့ကောက်ကီစီစခန်းမှာနေတဲ့သူတွေဟာကိုအင်ကိုပြန်ပြီးဤပွေးတော်ကိုကိုအင်မှာပဲကျန်းပါနိုင်ဖို့မျှော်လင့်နေကြတယ်လို့ လာဖိုးကောင်ကီစီစခန်ကစေဘေးချောင်တွေကပြောပါတယ်။လာဖိုးကောင်မှာအိမ်မပြန်နိုင်သေးတဲ့စေဘေးချောင်တောင်းရလောက်ရှိနေပြီးအာခပြည်သူတော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေကိုလည်းတည်ရလို့ပြောပြစီချင်တယ်လို့သူကဆိုပါတယ်။လာဖိုးကောင်ကီစီစခန်မှာမော်တော်မျိုးဝရက်ကွက်၁ရက်ကွက်၂ရက်ကွက်၄၊ခရင်နဲ့ရက်ကွက်နဲ့မောင်နီကြိုတွေကဖြစ်ကြပြီးအိမ်မပြန်နိုင်ကြသေးဘူးလို့ဆိုပါတယ်။မော်တော်မျိုးကအထက်တန်းကြောက်သူအမျိုးသမီးငယ်တယောက်ကလည်း ူတို့အနေနဲ့ဤပွေးတော်မတိုင်မီအိမ်ပြန်လိုတဲ့အတွက်ကုညီပေးစီရှင်တယ်လို့သူကပြောလာပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်ထောင်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်ထောင်သတင်းတပုတ်အနေနဲ့ကတော့မြန်မာစေကောက်ဆောက်ဘူချုံမှုကြီးမင်းအောင်လိုက်ဟာထိုင်းနိုင်ငံမှာအေပီလာအတွင်းပြုလုပ်မဲ့ဘင်္ဂလားပင်လိုဒေသနိုင်ငံများ နေပညာနဲ့စီဘော်ရေးပူပေါင်းဆောင်ရွက်အဖွဲ့ ဘိန်းစတက်အစည်းအဝေးကိုကိုတိုင်တက်ရောက်ဖို့ရှိတယ်လို့ထိုက်ကသတင်းတွေမှာ မနေ့ကဖော်ပြကြပါတယ်။လာမယ့်အီဘီလာ3ရက်နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံကအင်ချင်အဖြစ်လက်ခံကျင်းပမယ့်၆ကြိမ်မြောက်ဘိန်းစတက်အစည်းအဝေးကိုမြန်မာစေကောက်ဆောင်ဟာဘဲကောင်းမျိုးကိုလာမယ်လို့ထိုက်သတင်းဌာနထိုက် BBS ကမနေ့ကရေးသားထားပါတယ်။ထိုက်အစိုးရကတော့ဘိန်းစတက်အစည်းအဝေးကိုအီဘီလာ2ရက်နေ့ကနေ4ရက်နေ့အထိ ကျင်းပမယ်လို့သတင်းတွေထုတ်ပြန်ထားပြီး ်မြန်မာထိုင်းဘင်္ဂလားဒေ့ရှ်အိန္ဒိယနီပေါနဲ့ဘူတွင်နိုင်ငံတို့ကတက်ရောက်မယ်လို့သိရပါတယ်ဒီဆွေးနွေးပွဲကိုထိုင်းဝန်ကြီးချုပ်ပေထန်တုံကဥဆောင်ကြံပမှာဖြစ်ပြီးမြန်မာစစ်ကောက်ဆောင်အတွက်ဆိုရင်လည်းအာဏာသိမ်းပြီးတဲ့နောက်ထိုင်းနိုင်ငံကိုပထမဆုံးအကြိမ်ခီးလာတာဖြစ်ပါတယ်မြန်မာစစ်ကောက်ဆောင်ဘူချောင်းမွန်ကြီးမင်းအောင်လာရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနေတယ်လို့စောက်ကြေးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ နိုင်ငံတကာသတင်းတဘောအနေနဲ့ကတော့အရှေ့အာရှလုံခြုံရေးနဲ့စီးပွားရေးပြဿနာတွေအတွက်ဘုံတုံညီမှုရရှိရေးကြိုးပမ်းဖို့အတွက်ဂျပန်တရုတ်နဲ့တကွေးရသတင်းမှန်တွေဟာမလ20နှစ်ရည်နေ့မှာတွေ့ဆုံခဲ့တယ်လို့ဂျပန်သတင်းတွေမှာဖော်ပြထားပါတယ်။တကွေးရနိုင်ငံသားရဲ့ဝန်ကြီးရှွတ်တေယူတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ယီဂျပန်ဝန်ကြီးချုပ်ရှီဂါရူအီရှိဘာနဲ့ဂျပန်နိုင်ငံသားရဲ့ဝန်ကြီးတာကီရှိအီဝါယာတို့ဟာ တိုချိုမြို့ဝန်ကြီးချုပ်အင်တော်ယာမှာတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမဟာမိတ်ဆက်ဆံရေးကိုအပြောင်းလဲလုပ်နေချိန်မှာဒီသုံးနိုင်ငံတွေ့ဆုံမှုဟာထူးခြားတယ်လို့တုံ့တဲမှုတွေရှိနေပါတယ်။ဒီသုံးနိုင်ငံနိုင်ငံခြားဝန်ကြီးတွေဟာ2023နောက်ပိုင်းပထမဆုံးစုယုံတွေ့ဆုံမှုလေးဖြစ်ပါတယ်။စိုးရင်ဖွေရနိုင်ငံတကာအခြေအနေကြားမှာသမိုင်းအပြောင်းလဲအချိန်မှာရှိနေတယ်လို့ယူဆတဲ့အကြောင်းဂျပန်နိုင်ငံခြားရဲ့ဝန်ကြီး တက်ကီရှိအီဝါယာကပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ဂျပန်တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ကြဆင်းနေတဲ့မွေးဖွဲ့နှုန်းနဲ့တက်ကြီးကိုလူကြီးကိစ္စတွေကိုဖြေရှင်းဖို့အတွက်ပါစီးနေဝတဲ့ဆက်လက်ရှိမယ်လို့လည်းသိရပါတယ်ခင်ဗျာ။နွေဇာတရင်ဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နွေဇာကထုတ်လွှင့်တဲ့သတင်းတွေကို www.narendra.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narendra ရုပ်သံကိုကြည့်ရှုအားပေးခဲ့ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ။